ခွာတီမာလာနိုင်ငံမြောက်ပိုင်းမှာမာယာလူမျိုးတွေရဲ့နှစ်ပေါင်း၃၀၀၀နီးပါးသက်တမ်းရှိတဲ့မြို့ဟောင်းတစ်ခုရဲ့အကျဉ်းချန်တွေကိုရှင်းအောင်သူတည်တနာပညာရှင်တွေကတူးဖော်တွင်းရှိခဲ့တယ်လို့ခွာတီမာလာယဉ်ကျေးမှုဝန်ကြီးဌာနကမေ၂၉ရက်ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီမြို့ဟောင်းမှာပိရမစ်တွေနဲ့တခြားအထိမ်းအမှတ်ရုပ်ထုတွေကအဲဒီမြို့ဟောင်းရဲ့အရေးကြီးပုံကိုပြသရာရောက်ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ မာယာယဉ်ကျေးမှုဟာ BC 2000ကမှပေါ်ပေါက်ခဲ့ပြီး AD 400နဲ့900ကြားမှာမာယာယဉ်ကျေးမှုအမြင့်ဆုံးကာလဖြစ်ခဲ့ပြီးမြမောက်ခေတ်မှာမက္ကဆီကိုတောင်ပိုင်း၊ကွာတီမာလာ၊ဘီလစ်၊အယ်ဇာဗေဒိုနဲ့ဟွန်ဒူရက်စ်နိုင်ငံတွေမှာတည်ရှိခဲ့ပူပါတယ်။အခုလေးလာတွေ့ရှိတဲ့မြို့ဟာ Los Abuelos အမည်ရှိပြီးစပိန်ဘာသာစကားနဲ့အဖိုးအဖွားတွေလို့အဓိပ္ပာယ်ရပါတယ်။76 km 6 km ရှိတဲ့ဒီမြို့ကို ။အိုဆာတန်ဦးရင်ရဲ့စူးစမ်းလေ့လာမှုအနေနဲ့သာပြုလုပ်ခဲ့မှုတဲ့နေရာမှာကွာတီမာလာနဲ့ဆလိုဗကီးယားရှင်းအောင်သူတေသနပညာရှင်တွေကလေ့လာတွေ့ရှိခဲ့ပြီးမာယာလူမျိုးတွေရဲ့လက်ရာတချို့ကိုစူးစမ်းလေ့လာမှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါဗျ။